အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့17လပိုင်းနိုဝင်ဘာလမှာဗုဒ္ဓဟူးရာဟုသားကြီးများတို့ကံကြမ္မာကြိုးကြောင်းဆိုးကောင်းလေးတွေဒီနေ့ကျွန်တော်ကမြောက်ပေးมาဖြစ်ပါတယ်ဒါကြောင့်ဗုဒ္ဓသားသမီးတွေရာဟုသားသမီးပါလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကိုမကြော်ဘဲနဲ့အစအဆုံးကြည့်ပါလို့ကျွန်တော်မေတ္တာရက်ခတ်ပါတယ်ဗျာနောက်ဆုံးမှလည်းအထူးချက်တရားလေးမြောက်ပေးထားတာမို့လို့မိတ်ဆွေများအစအဆုံးကြည့်ပြီးပါမိတ်ဆွေများဘယ်နေရာဘယ်မြို့ဘယ်နေရာဘယ်တိုင်း ဘယ်နိုင်ငံနဲ့ကြည့်လဲဆိုတာလေးလည်းကျွန်တော်ခုမှမှရေးပြပါအောင်မြတ်ကျွန်တော်တို့ရင်းနှီးမှုတွေရတော့လို့ပေါ့နော်အဲ့ဒါဗိုလ်လူသားကြီးများအတွက်ရာဟုသားများတွေဒီလအတွင်းမှာကံကြမ်းမှာဖတ်ကြပေးရတာအရန်ကိုဝမ်းသာစရာကောင်းပါတယ်အရန်ကိုပျော်စရာကောင်းပါတယ်ဘာကြောင့်လဲဆိုတော့အကျွန်တော်တွေအရင်လတွေတုန်းကအဆင်ပြေပြေခဲ့သမျှခက်ခဲခဲ့သမျှဗိုလ်လူရာဟုသားသမီးတွေကအခုလအတွင်းမှာထိတ်ဆုံးကိုရောက်သွားပါပြီဒါကြောင့်မလို့ဝမ်းသာလိုက်ပါတော့ကောင်းတာတွေအများကြီးရှိပါတယ်ကောင်းတဲ့အများကြီးတို့ညံ့တာလေးတွေအများကြီးရှိပါတယ်ကျွန်တော်ကောင်းတာလေးကိုရင်မြောက်ပေးပါမယ်မိစေမြောက်ကောင်းတာလေးပဲဖြစ်စေချင်လို့ပါ အဲ့တော့ကျွန်တော်မိတ်ဆွေများကောက်နှက်လေးတော့အင်ကမ်မွေးချဖြစ်ပါစေအဲ့တော့ညံ့နှက်လေးတော့ဖတ်လွဲပါစေချောပါစေပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ပထမဆုံးကောင်းတဲ့ကန်လေးလေးအရင်ကျွန်တော်မြောက်ပေးမယ်တကယ်ကိုကောင်းနေတဲ့ကာလာရောက်နေပါပြီဒါကြောင့်မိတ်ဆွေများဟိဘာသာရေးလေးပို့လို့ပြလိုက်တာနဲ့ကျွန်တော်တို့ကန်တွေကထိတ်ဆုံးရောက်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပထမဆုံးအလုတ်ကန်တွေစပြောပေးပါမယ်ဗုဒ္ဓဟူရာဟုသာသီများဒီလောက်တွင်မှာအလုတ်ကန်ခွင့်လင်းကောင်းတဲ့အများကြီးပေါ်လာလိမ့်မယ်အလုတ်တွေနှစ်ခုပေါ်လာလိမ့်မယ်လုံးစားကိစ္စရှိရင်နှစ်ခုရမယ်အဲ့တော့ကျွန်တော်တို့ ငွေဝင်မဲ့ကိစ္စဆိုလို့ရှိရင်လည်းနှစ်ခုလောက်ရမယ်။ဘာပဲလုံးလုံးနှစ်ခုနှစ်ခါကြုံရမယ်။အရန်ကောင်းတဲ့ချင်းလေးလေးကြုံရလိမ့်မယ်။အလုတ်ကောင်းနေရာကောင်းတွေရမယ်။ရာဓုတွေတိုးမယ်၊လစာတွေတိုးမယ်။အလုတ်မရရှိတဲ့မိတ်ဆွေညီငယ်တွေဆိုရင်လည်းအလုတ်ရရှိမယ်။ဒီကောင်းတဲ့ကာလလေးကြုံမယ်။ရာဓုလစာတိုးတာတွေကျွန်တော်တို့တွေကောင်းတဲ့ခီးတွေသွားရတာလေအပြောင်းလဲရအများကြီးကြုံရမယ်ဗျာကျွန်တော်တို့အရင်တော့ဒီညမှာနေရလေဒါပေမဲ့ဒီလောက်တည်းမှာနေရတစ်ခုပြောင်းရမယ် ပြောင်းမဲ့နေရာအရန်ကောင်းတဲ့နေရာဖြစ်နေပါတယ်။ဒါကြောင့်မို့အပြောင်းလဲလေးအများကြီးကြုံမဲ့လလည်းပြောလို့ရပါတယ်။အဲကျွန်တော်တို့ဒီလောက်တွေ့မှာအလူတန်းတွေလောက်ရပါလိမ့်မယ်။အဲ့အလူကလည်းစိတ်ချမ်းသာစရာကောင်းပါလိမ့်မယ်။ကျွန်တော်ကငွေတွေအဖက်ဖက်မှဝင်နေဝင်လာပါလိမ့်မယ်။ဒါကြောင့်လည်းအလူတန်းလုံးနေတာဖြစ်ပါတယ်ဗျာ။ဒါကတကယ်ဝမ်းသာစရာကောင်းတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။မထင်မထားတဲ့ငွေတွေရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ထီထိုးပေးပါထီပေါက်ကိန်းနေ90ရာခိုင်နှုန်းလောက်ရှိနေပါတယ်။ဒါကြောင့်မိတ်ဆွေများမဖြစ်မနေဒီထိုးပေးထီကန်ဆန်းပေးအဲ့တော့ကျွန်တော်ကျွန်တော်မြန်မာထီတွေရော ထိုင်းတီတွေရောအိမ်ကန်ဆန်းမဲ့ကားကန်ဆန်းမဲ့စတဲ့ကန်ဆန်းမဲတွေအားလုံးလိုက်ကန်ဆန်းပြီးပေါက်ဖို့များပါတယ်ရဖို့များပါတယ်မမျော်လင့်ထားတဲ့ငွေတွေတန်မှုကြီးတွေပစ္စည်းတွေဒီလောက်အတွင်းမှာဝင်ကုန်ဝင်လိမ့်မယ်အဲ့တော့မိတ်ဆွေများဒီဟာလေးကိုအဲကိုယ့်ရဲ့ကန်လေးတွေကိုထိန်းထားပါမယ်နော်အဲ့တော့မထင်မှတ်တဲ့ငွေတွေအစုလိုက်ပြုံးလိုက်ရစားရှိတယ်အကျွေးများနေအကျွေးကြည့်မယ်အကျွေးရစားရှိနေအကျွေးတွေပြန်ရမယ်အကျွေးကိစ္စလည်းတကယ်ကိုစိတ်အေးစိတ်အေးရမယ်ကာလဖြစ်ပါတယ်ဒါကြောင့်မလို့ထီကိုထိုးပြအောင်ထိုးပေးပါ အဲ့တော့ပညာနဲ့ပတ်သက်ပြီးတော့လေအရန်အကောင်းတဲ့ကာလဖြစ်ပါတယ်ပညာနဲ့ပတ်သက်ပြီးပညာကောင်းနေပညာတစ်ခုခုကိုသင်ရမယ်ဆိုင်ကောင်းသမားကောင်းနဲ့တွေ့မယ်ကာလလည်းဖြစ်ပါတယ်ပြီးတော့ခီးဝီးတွေသွားရမယ်ကောင်းတဲ့ခီးတွေဖြစ်မယ်အဲ့တော့ပြပမှာအလုတ်ကန်ရှာရတဲ့မိတ်ဆွေညီငယ်များလည်းပြပခီးစဉ်တွေသွားရမယ်အလုတ်ကန်ခွန်လန်ကောင်းတွေတွေကောင်းတဲ့နေရာလေးရောက်မှာဖြစ်ပါတယ်အဲ့တော့အဲကျွန်တော်တွေအိမ်တော်ကြီးမှာတော့အရန်ကိုတာရမယ်ရန်ဖြစ်လိုက်ပြန်ပြန်ချစ်လိုက်လေးတော့ဖြစ်မယ်အိမ်တော်ကြီးမှာလည်းအဆင်ပြေမယ် ငရွယ်သူဖို့အခြေအနေပတ်သက်ပြီးတော့ကျွန်တော်တို့ချစ်သူတွေရတာတို့အဲကျွန်တော်မင်္ဂလာလေးဆောင်ရတာတို့မင်္ဂလာကိစ္စတွေပြောရတာလို့အစသဖြင့်ဒါမျိုးလေးတွေပေါ်တော့မင်္ဂလာကိစ္စတည်နေတော့ကြာတက်တယ်။တောင်းဒါကြောင့်မို့အိမ်မှာကဖြစ်စီကိုကိုယ်တိုင်ဖြစ်စီကျွန်တော်တွေမိသားစုညီကောင်မောင်နှမတွေရဖြစ်စီမင်္ဂလာကိစ္စလေးအလူကိစ္စလေးတိုင်ပင်ရတာမျိုးဆွေးနွေးရတာမျိုးတွားလာတာမျိုးလေးဒီလောက်တွေမှာဂျုံလိမ့်မယ်။ကိုယ့်ထက်ကြီးတဲ့သူတွေနဲ့အဲ့တော့ကျွန်တော်ရဖူးစာပါမယ်။ကိုယ့်ထက်ကြီးတဲ့သူတွေနဲ့ချစ်သူတွေရမယ်။ ဲ့တော့ချစ်သူများရှိတဲ့ဆိုတော့ကိုတက်ကြီးတဲ့သူနဲ့ချစ်သူရမယ်ဒါကကောင်းတဲ့ကာလလို့ပြောလို့ရပါတယ်အဲ့တော့မင်္ဂလာကိစ္စလေးအလူကိစ္စတွေသွားလာတိုင်ပင်နီးနွားတာမျိုးလေးရှိမယ်ကောင်းပါတယ်ဗျာအဲ့တော့ပြီးလို့ရှိရင်ထီထိုးခြင်းနဲ့မိတ်ဆွေများကတော့ 6တို့4တို့1တို့အဲ့ဒါလို့ဒီအဲ့ဒါမျိုးလေးနေထိုးလို့ရပါတယ်အရေးအရေးကြီးတဲ့အလုပ်တွေလုပ်မယ်ဆိုလို့ရှိရင်တော့8ရက်တို့9ရက်တို့9ရက်တို့အဲ့ဒီနေ့တွေမှာလည်းလုပ်လို့ရပါတယ်ဗျာနော်အဲ့တော့အဖိုးတန်ပစ္စည်းတို့အဖိုးတန်အိမ်ချမ်းမြေကစပိတ်လောက်ရတနာတွေအဖိုးတန်ပစ္စည်းတွေဒီလောက်အတွင်းမှာဝင်လိုက်မယ်ဝင်မယ်ဆိုလည်းကောင်းပါတယ်အဲပိုလို့ကျွန်တော်တို့ထူပိုလို့ကျွန်တော်တို့ထူစားစွာကောင်းမွန်နေတာကတော့ဒီလောက်တွေ့မှာကျွန်တော်မမြင်နိုင်တဲ့ပုံကိုယ်တို့တွေကဆောက်ရှောက်လိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဖြစ်နိုင်ရင်တက်တက်လို့စားပြီး ဒီလတက်လို့မှတက်တက်လို့စားပြီးလေကောင်းလေပဲအဲ့တော့တက်တက်လို့မစားနိုင်တော့မှပဲအမဲရဲ့အရက်ရဲ့အဲကလေးစားတွေရဲ့ရှောက်ပေးနိုင်ပိုကောင်းတယ်နော်ဒါကကျွန်တော်တို့မမြင်နိုင်တဲ့ပုံကိုပုံကိုတွေကဆိုင်ဆိုင်ပုံကိုလေးပေါ့နော်ဟိုကိုယ့်ရဲ့ပထမဆက်ရှိတဲ့သူကိုယ်နဲ့ဆိုင်တဲ့ပုံကိုတွေကလာရောက်ဆောက်ရှောက်မဲ့ကာလာဖြစ်နေတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီကလေးစားတို့ အမဲတို့အရက်လို့ရှောင်ပေးရှောင်ပေးပါဗျာနော်အဲ့တော့ဖြစ်နိုင်ရင်ရှောင်ပေးအဲ့တော့မဖြစ်နိုင်ရင်လည်းကိုယ့်ရဲ့နေကိုယ့်ရဲ့နေပေါ့နော်ကရုဘောလူရောက်နေတိုင်းမှာတက်တက်လို့စားပေးငါးပါးတိလက်ခင်ပေးနော်အဲ့တော့ဒါလေးကတော့တော်တော်လေးကောင်းတဲ့ချက်လေးဖြစ်ပါတယ်ဖရာတရားလေးလှုပ်ပေးဖရာတရားလှုပ်လေကျွန်တော်တို့ကံတွေကထိတ်ဆုံးဝင်ရောက်လေးပဲဖြစ်ပါတယ် ဒါကြောင့်မလို့ဒီဒီတတလလုံးမှာပို့လို့ပို့လို့ကောင်းခြင်းဖရာတရားလေးများများလှုပ်ပေးပါစီမီးညီများများပူဇော်ပေးအရွှေသင်္ကန်းတွေကပ်ပေးဒါဆိုရင်ပို့လို့ကောင်းပါတယ်ဗျာနော်ဒါကတော်တော်ကောင်းတဲ့အချက်ပါတယ်အလုတ်လည်းကောင်းတယ်ငွေကြေးအားလည်းတအားကောင်းတယ်အဲပြီးလို့ရှိရင်ကျွန်တော်ပုံကုတ်ဒူးရရတဲ့ဆောက်ရှောက်မယ်တကယ်ဆိုတကယ်ကိုထိတ်ဆုံးရောက်နေတဲ့ကာလဖြစ်ပါတယ်ကျွန်တော်ဘက်ကပို့လို့ကောင်းတော့ဘာသာတရားလေးလုတ်ပြလိုက်ရုံပဲเนาะ ဟုတ်ပြီဒါဆိုညံ့တာလေးနည်းနည်းရှိပါတယ်ညံ့တာလေးကတော့ဖတ်လွဲပါ6ပါချင်ပေါ်တော့ညံ့တာလေးကလည်းကျွန်တော်တို့တွေအ ਨੇ ချင်းတော့ပါပဲအရင်လည်းမဆုံးရင်ရပါဘူးအဲ့တော့ညံ့တာလေးကဘာဘာလေးလဲဆိုတော့ကျွန်တော်ခီးတော့မယ်ဆိုရင်ရေခီးလန်းတော့ရှောင်ပေးမယ်အဲ့တော့ရေခီးလန်းလေးတွေရှောင်ပေးမယ်ပြီးတော့ကျွန်တော်အဝါရောင်တောက်တောက်ကြီးတွေဝတ်တာမျိုးလေးရှောင်ပေးမယ် အဲဖြစ်နိုင်ရင်ညဘက်တွေမထွက်နဲ့ညဘက်တွေလုံးဝမထွက်ရင်ကောင်းတယ်ပဲเนาะညဘက်တွေမထွက်နဲ့အဲ့တော့ကျမရဲ့နည်းနည်းလေထုလေအောက်တော့ဘိုင်းရောက်ဘိုင်းနာလို့မျက်စိမကြည်တာလေးလေအဲ့တော့ခေါင်းခေါက်ကဲလေးလေးဒါလေးတော့အနေချင်းတော့ဖြစ်လိမ့်မယ်စိုးညာလည်းမရှိပါဘူးအဲ့တော့ဒီဒီလောက်တည်းမှာအတောက်စားလေးတော့တကယ်ရှောင်ပြရမယ့်ကာလဖြစ်တယ်အတောက်စားတောက်ရင်းနဲ့ကောစကားမြရင်ဖြစ်နေတဲ့ပြဿနာတွေတက်တာမျိုးလေးယုံယုံခဲရတာမျိုးလေးတွေဖြစ်တတ်တယ် ဒါကြောင့်မလို့အတောက်စားလေးတွေရှောင်ပေးမယ်ရံပြစ်စကားများတာမျိုးလေးကြုံနိုင်တယ်ဒါကြောင့်ကိုယ့်ဘက်ကရံပြစ်စကားများမယ်ကြုံလာလို့ရှိရင်ကိုယ့်ဘက်ကရှော့ပေးဒီမှာဂျိန်းတစ်ခုရှိတယ်အဲနှစ်ခုဆိုချိတ်တယ်အဲကိုယ့်ကိုယ့်ဘက်ကဖြောက်လာလို့ရှိရင်သူ့ဘက်ကချိတ်လို့မရတော့ဘူးဒါကြောင့်မို့သူ့ဘက်ကလာချိတ်နေပို့ကိုယ့်ဘက်ကတက်နေတဲ့လောက်ဖြောက်ပေးမယ်ပေါ့နော်ဒီကလအတွင်းမှာရံမဖြစ်အောင်ရှောင်ပေးမယ်အဲ့တော့ကျွန်တော်တို့တွေအဲကျွန်တော်တို့ကျွန်တော်တို့လာပြီးပြက်နာလာရှာမဲ့လူတွေကတောက်ကြသားသမီးတွေများလိမ့်မယ်ဒါတောက်ကြသားသမီးတွေတော့နည်းနည်းရှောင်ပေးမယ် ။နောက်ဒီလအတွင်းမှာမနာလိုလဲလူတွေတိုက်ခိုက်တဲ့သူတွေကျွန်တော်တို့ရန်ဆလူတွေအများကြီးပေါ်လာလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကသူတို့ထက်တာသွားပြီးသူတို့ထက်အဆင့်ကိုရောက်သွားပြီးသူတို့ထက်တဆင့်တက်သွားပြီးဆိုလို့ရှိရင်လူတွေကမနာလိုကြတယ်။အဲ့လိုမျိုးတွေအများကြီးကြုံရလိမ့်မယ်။ဒါကြောင့်မို့ကျွန်တော်တို့ထိုးချမယ်လူတွေတိုက်ခိုက်မယ်လူတွေမနာလိုလဲသူတွေကျွန်တော်တို့ကိုပြက်စီရပြက်စီချောင်းတွေကြံတဲ့လူတွေပေါ်လာလိမ့်မယ်။အများကြီးပေါ်လာလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့ကထိတ်ကုန်ရောက်နေတဲ့အတွက်ကြောင့်မို့ဒါတွေက AC ပဲကြော်လွားနိုင်မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့က အရင်ဘောကတော်ဆက်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်ဟောင်းတွေကလာရောက်ကူညီဆောင်မမှာဖြစ်သလိုပဲအရင်ဘောတော့အရင်အရင်တော့ဖြစ်ခဲ့တဲ့ယောဂဟောင်းတွေကလည်းလာပြီးဒီမှာလာပြီးပြန်ဖြစ်တတ်တယ်ဒါကြောင့်မို့ကျမ်းမိုင်နဲ့ပတ်သက်ပြီးဟိုးရင်တော့ဖြစ်ခဲ့တဲ့ယောဂဟောင်းတွေရှိရင်ဂရုစိုက်မယ်ပေါ့နော် တော့ရန်များတဲ့ကာလဖြစ်သလိုအတက်ခိုက်များတဲ့ကာလလည်းဖြစ်နေပါတယ်ဒါကြောင့်မို့အဲ့ရန်တွေအတက်ခိုက်တွေအားလုံးကိုအနိုင်ရရှိဖို့အတွက်ကျွန်တော်ရည်ရည်လေးလည်းပေးပါမယ်အဲ့ဒီလောက်တွေ့မှာဆက်ပစ္စည်းတွေနဲ့သုံးမဲ့ဆိုရင်သတိထားပါဆက်ပစ္စည်းတွေနဲ့သတိဆက်ပစ္စည်းတွေသုံးမဲ့ဆိုရင်နည်းနည်းလေးယူဆိုင်မဲ့ကာလဖြစ်ပါတယ်ဆက်ပစ္စည်းတွေပျောက်တာလို့ပြတ်တာလို့အဲဥပမာဆက်ပစ္စည်းတွေခိုက်မိတာလို့အဲ့လိုမျိုးလေးဖြစ်တတ်တယ်ဒါလေးရလည်းဒါလေးရလည်းပပမောလေးပါပဲအရင်တော့မစိုးရင်ရပါဘူး ဲ့တော့ကျွန်တော်တို့ဒီဟာလေးတွေရန်နေနေပါဖို့အတွက်အတိုက်ခိုက်နောက်ရက်တွေနေပါဖို့အတွက်ကျွန်တော်တို့တွေဒီထိမိခမ်းမိတာလေးတွေနိုင်ငံရှိတတ်တယ်ဒါလေးလည်းနေပါဖို့အတွက်ပြောက်ကွယ်ဖို့အတွက်ကျွန်တော်ရေဒီယာလေးတွေလုပ်ပေးပါမယ်ဒါလေးတော့ကျွန်တော်တွေမစ္စတာမက်ဖျူဗင်လေးလုပ်ပေးပါအဲ့တော့ကျွန်တော်တို့တွေဒီကိုယ့်ရဲ့ဗုဒ္ဓရောင်နေတဲ့အတိုင်းမှာအတိကိုလုံးဖျားမှာကတ်လူပေးမယ်ပြီးတော့အဝတ်မရှိတဲ့အဝတ်မရှိတဲ့သူတွေအဝတ်စားမရှိတဲ့သူတွေအဝတ်စားလေးလူပေးမယ်အဝတ်စားကို အသစ်လုပေးမယ်နော်အသစ်ဆိုင်မှာဝယ်ပြီးတော့ရော့ဆိုရင်ကိုတက်နေတဲ့လောက်ပေါ့နော်ဘောင်းမီတက်နေဘောင်းမီအိမ်တက်နေအိမ်နဲ့လုံရင်တက်နေလုံရင်ထမင်းတက်နေတက်နေပဆိုးတက်နေတက်နေပေါ့အဲ့တော့တစ်ခုပြီးတစ်ခုအဲ့တော့ငွေကြေးအမောက်တတ်မှတ်ထားမျိုးမရှိဘူးကိုနိုင်တဲ့လောက်လုပေးမရှိနှမတဲ့သူကိုအိမ်အိုးစားအသစ်တစုံလုပေးဒါဆိုရင်ကျွန်တော်တို့ရဲ့ကန်နေရထိဆုံးဝင်ရောက်ပြီးတော့လင်းလင်းတောက်ပမှုလေးရမယ်ပြီးလို့ရှိရင်စပယ်ပန်းမွေးတဲ့ပန်းလေးလည်းအိမ်ဖျားမှလုပေးမယ်နေ့တိုင်းလုလို့ရတယ်လို့ကိုယ့်ရဲ့မွေးနေ့မှလုလဲရတယ်အဲ့တော့ ဝိဇ္ဇာจิตခါရာကိုတော့ကျွန်တော်တို့ညတန်းရုပ်ပြရမှာဖြစ်ပါတယ်ဝိဇ္ဇာจิตခါရာကတော့အရာမင်းအောင်းနမောဗုဒ္ဓတာအရာမင်းအောင်းနမောဓမ္မတာအရာမင်းအောင်းနမောတန်ခတ်တာဒါလေးကိုမိတ်ဆွေများညတိုင်း28ခေါက်ရွတ်ပြီးအရာမင်းအောင်းနမောဗုဒ္ဓတာအရာမင်းအောင်းနမောဓမ္မတာအရာမင်းအောင်းနမောတန်ခတ်တာအရာမင်းအောင်းနမောဗုဒ္ဓတာအရာမင်းအောင်းနမောဓမ္မတာအရာမင်းအောင်းနမောတန်ခတ်တာဆိုပြီးဝိဇ္ဇာတွေချက်မြတ်နိုးတဲ့ခါတကူ28ခေါက်ရွတ်ပြီးထူးခြားစွာကျွန်တော်တို့ကိုကူညီပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဆောက်ရှောက်ရှင်းနေခံနေရပြီး ကဲကျွန်တော်တို့နားနေထွက်မသွားအောင်ကျွန်တော်တို့အမြဲအမြဲတက်စေကြီးရှုဆောက်မနေအောင်ဒီကာတာကိုတော့ရွတ်ပေးနေမှာဖြစ်ပါတယ်ကျွန်တော်ဆိုင်ဆရာပုံကူလေးရောက်လာပါလိမ့်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့တွေနေမင်းကိုကြော့ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီလအတွင်းမှာဟိုအလင်းတက်တဲ့လုံးနေလုံးနေတယ်ဒါကြောင့်မလို့မှောင်နာကို เอ่หม่องเนี่ยเนี่ยดิဆိုသတိထားမှာဖြစ်ပါတယ်ဒါကြောင့်မကျွန်တော်ညမထွက်နဲ့လို့ပြောတာပါသူကညမထွက်ပြောအမောင်မှာကျွန်တော်တို့ပြဿနာတွေဖြစ်တတ်တယ်ဒါကြောင့်မို့အလင်းဘက်မှာအမြဲတမ်းနေမယ်ညဘက်တွေတိတ်မထွက်နဲ့အဲ့ဒါဒါကြောင့်မို့အလင်းတွေရသွားအောင်လို့ကျွန်တော်တို့ဘာလေးလုပ်မှာဆိုအိမ်ကြီးမှာထောက်လျှောက်မီးတွေထုံးထားမယ်หม่องเนี่ยเนี่ยလေးမီးတွေထုံးထားမယ်ဖះမှာစီမီးတွေအမြဲတမ်းပို့ဆောင်ထားမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကံတွေက ဟိုအလင်းဘက်ကိုရောက်ပြီးတော့ကန်နေရထုံးလင်းတောက်ပေါက်နေမှာဖြစ်ပါတယ်စီမီးတွေမှကြမကြထုံးလို့ပြီးစီမီးငါးတိုင်းကိုအနေအညာကိုပူဇော်ပေးတော့မဟုတ်တော့မီးတွေပါမြေနှံဖွင့်ပေးတာပဲเนาะဒါမျိုးလေးတွေလုပ်ပေးမယ် နေမင်းကိုကြော့ပြရမှာဖြစ်ပဲနေမင်းကိုဘလို့ကြော့မယ်လွဲ့လွဲ့လေးကျွန်တော်တို့ငငယ်တော့အမြဲတမ်းကြော့နေကြပါမနဲ့ဆော့ဆော့ပြီးနေထွက်တဲ့အရာအရှိရက်ကိုမြင်မျက်နှာမူပြီးတော့ရှင်နေမင်းကြီးကျွန်တော်အသင်ကိုရှုခိုးပါကြီးကျွန်တော်ကလည်းကျမ်းမာခြင်းကိုပေးသနာပါရှင်မင်းကြီးကျွန်တော်အသင်ကိုရှုခိုးပါကျွန်တော်ကချမ်းသာခြင်းကိုပေးသနာပါရှင်မင်းကြီးကျွန်တော်အသင်ကိုရှုခိုးပါကျွန်တော်ကကျမ်းမာချမ်းသာခြင်းကိုပေးသနာပါဆိုပြီးဒါလေးကို၃ချိန်၃ငါလေးကြော့လိုက်ရုံပဲပြီးနေမင်းကို၃ချိန်၃ငါကြော့လိုက်ပြီးပါပြီဒါနေမင်းကြော့နေပဲဖြစ်ပါတယ်မနဲ့တိုင်းကြော့လို့လည်းရတယ်လို့ ကိုယ့်ရဲ့မွေးနေ့ကိုယ့်ရဲ့ဗုဒ္ဓဟူးရာဟုနေ့ရောက်တိုင်းမနက်ပိုင်းမှာလဲကြောလို့ရပါတယ်နေ့တိုင်းကြောလဲရလဲအဲ့နေ့တည်းအဲ့ကြောလဲရပါတယ်နေ့တိုင်းကြောနိုင်လုံးကောင်းတာပေါ့ဗျာနော် အဲ့တော့ကရော့ဘုံကရောင်းလေးကျွန်တော်တေချာပြန်ပြပြပေးပါမယ်အရှင်နေမင်းကြီးကျွန်တော်အသင်ကိုရှ िख ိုးပါကြီးကျွန်တော်ကကျမ်းမာခြင်းကိုဘေဒနာပါအရှင်နေမင်းကျွန်တော်အသင်ကိုရှ िख ိုးပါကျွန်တော်ကချမ်းသာခြင်းကိုဘေဒနာပါအရှင်နေမင်းကြီးကျွန်တော်အသင်ကိုရှ िख ိုးပါကြီးကျွန်တော်ကကျမ်းမာချမ်းသာခြင်းကိုဘေဒနာပါဆိုပြီးဒါလေးကိုတုံးညင်တုံးကဆိုပြီးတုံးညင်တုံးကကရော့လိုက်ရုံပါပဲဒါပဲပြီးသွားပါပြီဒါနေမင်းကရောင်းဒီပဲဖြစ်ပါတယ်ထုံးလင်းတောင်းပမှုလေးတွားလျက်နေရာတိုင်းမှာအလင်းတက်တွေဆောင်းလိုက်မယ်လူများကိုယ့်ကိုရှိန်သွားလိုက်မယ် အဲကိုယ့်ရဲ့အချိန်အဝါတွေကြောင့်လူကလူတွေကကိုယ့်ကိုကျွန်တော်တို့ကူညီပေးကြလိမ့်မယ်ကြောက်ရွံ့ကြလိမ့်မယ်ကျွန်တော်တို့အထင်ကြီးကြလိမ့်မယ်လေးစားကြလိမ့်မယ်မကောင်းတဲ့အပြိုင်ဆိုင်အတိုက်ခိုက်တဲ့အာလုံးရှင်းလင်းသွားပါလိမ့်မယ်ဗျာနော်နေမင်းကတော့ပေးခြင်းအပြည့်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကလာတွေ့မှာခလေးနဲ့ခွေးကိုအထူးသဖြင့်မုတ်ဖိုးအစာလေးကျွေးမှာဖြစ်ပါတယ်ခလေးတွေတွေ့ရင်မုတ်ဖိုးတွေပေးမယ် လမ်းဘေးရခလေးတွေတွေ့ရင်မဟုတ်ဘူးလေပြေးမယ်ခွေးလေးတွေတွေ့ရင်အစာလေးတွေဝယ်ကျွင်းမယ်ဒါလေးအထိကလုတ်ပြင်းမကလာဖြစ်ပါတယ်ဒါလေးတော့ကြုံကြုံသလိုတက်လောက်လုံးလုတ်ပြေးပါဘူးနော်ဒါလေးလုတ်ပြင်းမယ်ကော်ဖီနဲ့ကိတ်ဖုတ်ကိုလည်းမကြမကြအိမ်ဖျားမှာလုပေးမယ်ဒီလားတက်လောက်လုံးပေါ့ဘယ်နည်းဖြစ်ဖြစ်လုလို့ရပါတယ်ကော်ဖီနဲ့ကိတ်မုတ်ကိုမကြမကြလုပေးမယ်အဲ့တော့ကျွန်တော်တို့တွေအဲတွိုင်းလိုင်းနဲ့ဖြစ်စေဖျားမှာကြုံလို့ပဲဖြစ်ရွှေသင်္ကန်းလေးတွေကြုံရင်တော့ကတ်ပေးမယ်နော်ဒါလေးလုတ်ပြင်းချင်ရပေးကျွန်တော်တို့ရဲ့ဒီ ဒီပေါ့နော်ဒီဒီလပိုင်းမှာဒီဆက်စီဆက်လပိုင်းနိုဝင်ဘာကာလတစ်လလုံးအပြင်ရှေ့လလေးပေါ့ဆက်လက်ပြီးတော့ကန်ကောင်းသားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဗုဒ္ဓဟူးရာဟုသာသမီတရားတကယ်ကိုကန်ထောက်ပံ့ကောင်းနေများစွာလဲရရှိထားတယ်အခုကျွန်တော်ပြောမဲ့ရေတရားလေးဒီခါရမန္တန်လေးလဲလုံးမဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကန်တရားဘယ်သူမှလိုက်လို့မမီတော့ပါဘူးဒီလောက်တည်းမှာထိပေါက်လို့လဲအလူကြီးလဲပေးရမယ်စကြန်သားစရာပစ္စည်းတွေဝင်မယ်တံမိုးကြီးတဲ့ပစ္စည်းတွေလဲရမှာဖြစ်ပါတယ် ကဲဒါလေးပါပဲဗျဒါလို့ဆိုတော်တော်လေးပြေဆုံးသွားပါပြီကျွန်တော်မိတ်ဆွေတွေဘုံတို့ရောက်သားသမီးတွေကံကောင်းလက်ကောင်းကံပွင့်လက်ပွင့်ထီသိမ့်တင်သိစီတင်းစုတောင်းဆွေတွေပေါက်ပြီးအလူတန်းတွေလုံနိုင်ကြပါသည်စီဝါရီတွေဒီလာတိုးတက်ကြပါသည်ကံပေးလို့အလူကြီးလုံနိုင်ကြပါစေဗျာအားလုံးကျေးဇူးတင်ပါတယ်အစီအမီလို့ကြိုက်နေတဲ့ Lion Square တွေနေပေးကြပါအောင်ဗျာအဲ့မှန်လဲမှန်တယ်အစီအမီလဲပြီလဲဆိုတော့ comment လေးမှာရေးပေးပါအောင်မိတ်ဆွေများလည်းဘယ်နေရာလဲကြည့်နေဆိုတော့ comment လေးမှာရေးပေးပါအောင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ